ရောစာနာအတွင်းနဲ့အနည်းတဝိုင်းမှာလေကြောင်းတိုက်ခိုက်မှု10ကြိမ်ပြုလုပ်ခဲ့တာကြောင့်ရီမင်ဟူတီတပုံတွေကဝါရှင်တန်ကိုတနင်္လာနေ့မှာအပြစ်တင်ပြောကြားလိုက်ပါတယ်။အမေရိကန်ကအီရန်ကြော ထောက်နောက်ခံပေးထားတဲ့တပ်ဖွဲ့တွေကိုတိုက်ခိုက်နေတာဖြစ်ပါတယ်။ဟူတီသတင်းအေဂျင်စီစာပါကမြို့တော်မှာရှိတဲ့အာဘင်းလန်နဲ့လေရင်ကွင်းလန်တို့ကိုအမေရိကန်ကတိုက်ခိုက်မှု2ကြိမ်ပြုလုပ်ခဲ့တယ်လို့ပြောထားပါတယ်။ ဒေတာခိုင်မှုနှစ်ခုကိုအမေရိကန်ကျူးကျော်မှုလို့ပြစ်တင်ပြောကြားထားပြီးအရင်ကလဲစာနာမျိုးကိုလေချောင်းကနေဘုံကျဲတိုက်ခိုက်တာတွေတတိတရန်ကြီးပြုလုပ်ထားခဲ့တယ်လို့ဆိုပါတယ်။စာပါသတင်းဌာနရဲ့အဆိုအရစာဝန်ရက်ွက်မှာ တိုက်ခိုက်မှုကြောင့်လူပေါင်း14ဦးတန်ရာရခဲ့တယ်လို့ဟူတီအစိုးရကြမိုင်ဝန်ကြီးဌာနကပြောပါတယ်။2014ခုနှစ်ကလေးကဟူတီတို့ထိန်းချုပ်ခဲ့တဲ့မြို့တော်ဆာနာမှာပောက်ကွဲတဲ့ဂျီတွေကို AFP သတင်းထောက်ကကြားခဲ့ရတယ်လို့ဆိုပါတယ်။ဝါရှင်တန်ရဲ့မဟာမိတ်အစ္စရေးနိုင်ငံရဲ့အဓိကလေဆိပ်ကိုဟူတီတပုံတွေကတနင်္ဂနွေနေ့မှာတိုက်ခိုက်မှုကြောင့်လေဆိပ်အနည်းဝန်းကျင်ကိုတိုက်ခိုက်ပြတဲ့နောက်ဒီလိုဟူတီတပုံတွေအပေါ်မှာဝါရှင်တန်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ဧပြီလနောက်မှာအမေရိကန်ရဲ့တိုက်ခိုက် ်မှုတွေကြောင်းလူရှင်ဦးတန်ရရခဲ့တယ်လို့သဘုံတွေရဲ့အပြောအယာသိရပါတယ်။မြောက်ပိုင်းမှာရှိတဲ့သူတို့ရဲ့အမာခံနယ်မြေစာတာအပါဝင်တိုင်းပြည်တွင်မှာရှိတဲ့တခြားနေရာတွေကိုလည်းအလားတူတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်ရှင်။လောကောမီဒီယာရဲ့ဆက်လက်ရည်တည်မှန်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာ Member ဝင်ပြည့်စုံပြီးကူညီနိုင်ကြမယ်အသိပေးထိတ်ခေါ်လိုက်ပါစေ။